။ဒါရဲ့ဆက်သက်နေတာကတာကြီးကအဲ့ဒီ2023လို့အဲ့ဒါလဲအဲ့ဒီအကောင့်မှာတင်ထားတဲ့ဒီမှာဒီနီနီဆိုတဲ့အကောင့်ပိုင်ရှင်ပေါ့။ဒီသားမီကိုမှတ်မိကြသေးရဲ့လားတဲ့ပရာဟိတမင်းပရာဟိတတယုတ်ဆောင်မအေးတီတာကတဲ့။ဥစားလူဒေါ်လာ150တဲ့လှူမယ်ပြောပြီးတော့တဲ့ဒေါ်လာ150ဆိုသူဘလို့ဒေါ်လာ150များတိသွားတယ်ပေါ့ငါမပြောတဲ့ထဲမှာပါလို့လား မမှတ်မိတော့ဘူးအေးလို့ကိုလည်းမမှတ်မိတော့ဘူးအဲ့တော့ဒီတာကြီးကိုနာမည်ဖြတ်တဲ့နီနီဆိုတဲ့ account ပိုင်ရှင်ကို တာကြီးကတရားဥပဒေအရပဲသွားမှာပါအဲ့လိုမျိုးလေးဆိုတဲ့အခါကျတော့အဲ့လိုလေးအလွဲလေးဖြစ်သွားတာပါလို့အဲတကယ်လို့ဒီသားမီလေးကိုစောက်ရှောက်ခြင်းနဲ့ကုညီခြင်းနဲ့လှူဒန်းခြင်းနဲ့ဆိုရင်ဒီညီမလေးကပြောသွားတဲ့နှစ်ငါးလေးကိုခုန်ကို၅နှစ်ချ၅နှစ်ချမညံ့ညလာလား မမ်းများများဆိုရဲဖုန်းလေးကိုပဲ drive ဆက်တွေ့ပြီးလူရမ်းပြီးပါအဘူကတော့ဒီသားလေးပေါ့နော်ဇွဲမောင်မောင်ရဲ့အာညီမလေးမမရိုးရဲ့ခိတခဏနားခိုးရဲ့အိမ်ကိုရောက်နေရယ်တမိအဲ့သားလေးကဘာဖြစ်တာလဲသူ့ရဲ့ဖြစ်စဉ်ကိုပြောပြသူကမွေးကြတယ်ဆိုတာဒုက္ခမပါတာတပြောင်းနဲ့ဟိုတဲ့ ပေါင်းရင်ကလည်းချီးစလုံးတန့်ဖြစ်သွားတာပေါင်းမပါလာလားအခုသူဘယ်လဘယ်နှစ်ရှိလဲ၄နှစ်ခွဲပဲ၄နှစ်ခွဲရှိပါပြီဆိုအဲ့တော့တမီးတို့လွန်ခဲ့တဲ့၂နှစ်ခွဲကခွဲစိတ်ဖို့လုပ်သေးရလုပ်ဖြစ်လားမလုပ်ဖြစ်ဘူးဘာဘာလို့မလုပ်ဖြစ်လဲ तू ကဒီဘက် तू ဟိုတည်းခန္ဓာကိုယ်အလေးချိန်နဲ့ခွဲတဲ့အားနဲ့အဆင်မပြေဘူးတဲ့ဩတေးသေးလို့လူတေးသေးလို့အဲ့ဆိုဘယ်ချိန်လောက်မှလုပ်မယ်လို့ပြောလဲအဲ့ဒါလူနည်းနည်းကြီးထွားမှုခန္ဓာကိုယ်ကြီးထွားမှုအဆင်ပြေမှလုပ်ပြီမဲ့တဲ့ဩဟုတ်ပြီဒါပေမဲ့စိတ်ကံတော့တောက်လျှောက်ပြရတဲ့ ရစ်ချိန်လေးတွေလည်းပြောပြ။ဒီကတော့ဒေါက်၆ဆိုတာကဘဏ္ဍလတစ်ခါပြရတယ်။၃လတစ်ခါ၃လတစ်ခါပြရတယ်။သူ့နားလေးကလည်းအဲ့လိုလေးဖြစ်နေရနော်။မွေးကလေးကနှစ်ဖက်စလုံးနားတော့ကြားတယ်ပေါ့။ကြားတယ်။ကြားတယ်။သူ single man လားမသိဘူး။ဟုတ်တယ်။ single man single man လားဟလာ။ဟုတ်။အဲ့တော့ယောက်ျားကဘယ်ရောက်သွားလဲ။ယောက်ျားထိုင်းမှာ။ဩဒီကလေးမွေးပြီးရထားခဲ့ရပေါ့။ဟုတ်။အခုတမီးကအခုဘာတွေလိုအပ်လဲ။ဒီကလေးရောဖက်စိတ်ဖို့လိုလား။တမီးဘာတွေလိုအပ်လဲ။ ကလေးကခွက်ဆေးရမှာခွက်ဆေးရတာဒါပဲခွက်ဆေးရမလဲအချင်းတော့အကန့်အသတ်ပေးမထားဘူးဆေးကပြမဲအဲသူတို့ပေါင်းပြည့်တဲ့အချင်းခန္ဓာကိုယ်ချိုးစာညီမျှတဲ့အချင်းတိုင်းခွက်ပေမဲအဲသူကိုယ်တိုင်လည်းမတန်ဆန်းအမျိုး single man တယောက်ဖြစ်တယ်အဲကလေးလေးကလည်းဒါမွေးကလေးကမွေးရပါဒူပေါင်းမပါဘူးအဲ့တော့ဒီကလေးလေး ဟိုပေါ့နော်အာဒီကလေးလေးခွဲစိတ်ပို့ရေဒီသားမိနှစ်ယောက်ရေအတူတော့ဒီမှာခတ္တတကယ်ချင်းအိမ်မှာလာပြီးတော့အာခေတ္တခဏနေတာပေါ့နော်အာခေတ္တခဏဆိုတာကသူတို့အိမ်မှာပေါ့လဲမတက်နိုင်ဘူးအဲ့လိုနေတဲ့အခါမှာအဲ့တော့ဒီသားမိလေးကိုလှူကျင်တယ်ဆိုလို့ရှိရင်အဲဒီညီမလေးရဲ့ဖုန်းနံပါတ်ပေါ့သူ့နာမည်ကမြတ်မြတ်ပါသမီးဖုန်းနံပါတ်ဘယ်လောက်လဲ2 5 4 9 9 6 09 254 926မမြမြပါအဲ့ဒီဖုန်းကိုဓာတ်ရိုက်ဆက်တယ်ပြီးလူပေးကြပါဂျားကမိသည့်ဖုန်းမိသည့်အကောင့်ကိုမှမလွှဲဖို့အာတောင်းဆိုပြရစီဓာတ်ရိုက်ဆက်တယ်စီဂျင်နာကတာကြီးကအဲ့ဒီ2023လောအဲ့ဒါလဲအဲ့ဒီအကောင့်မှာတင်ထားတဲ့ဒီမှာဒီနီနီဆိုတဲ့အကောင့်ပိုင်ရှင်ပေါ့နီနီဆိုတဲ့အကောင့်ပိုင်ရှင်အဲ့တော့ဘာလဲဆိုတော့ तू ကဘာတင်ထားလဲဆိုတော့တဲ့ ဒီသားမီကိုမှတ်မိကြသေးရဲ့လားတဲ့ပရာဟိတမင်းပရာဟိတတယုတ်ဆောင်မအေးတီတာကတဲ့ဥစားလှူဒေါ်လာ150တဲ့လှူမယ်ပြောပြီးတော့တဲ့အဲ့တော့လာမလှူလို့တဲ့သူတို့ကတဲ့တောသူတောင်သားတွေဟိုလို့တဲ့သူကမတောင်းရဲလို့သူ့စီမှာလာကူညီတောင်းနေတဲ့ဆိုတော့အဲ့လိုမျိုးတင်ထားတယ်အဲ့ဒီနေ့ကဟိုအဲ့လိုပဲဒဇာမုံလာပြီးနေ့ ်ရေညီချုပ်ခောင်းရဲ့အာရွှေသမီးရဲ့ယတနာဘူးရဲ့လှူပြီးတော့သူ့ကိုလူကဆက်တက်လိုက်တဲ့အချိန်မှာသူကဒီခလေးကိုတဲ့ရချင်းပြပြီးတော့နေပြန်ရောက်နေတယ်တဲ့နေပြန်ရောက်နေတယ်ဆိုတဲ့အချိန်မှာသမီးလို့အလှရှင်ကပတ်စံလှူထားတယ်လို့လေးသိန်းလားလေးသိန်းဝလားမသိဘူးအဲ့တော့သမီးပြန်လာခဲ့ပါလားဆိုတော့မမတဲ့သမီးကရချင်းခလေးရချင်းရှိမှပြန်လာလို့ရမယ်နောက်ပြီးတော့အဲ့ဒီတော့ကသူကပြောတာက 6လလောက်7လလောက်ကြာအောင်မယ်လို့ကိုယ့်စိတ်ထဲမှာထင်တာတကယ်တော့ तू ပြောလိုက်တာ3လလောက်ကြာမယ်လို့ပြောလိုက်တာတဲ့နောက်တစ်ခု तू ကတာကြီးကိုအမကြီးရန်ကုန်ရောက်ပြီးသမီးအာပတ်စံအဲ့လိုက16သိန်းနေတဲ့ဖုန်းနှလုံးကပိုင်းလိုက်ခံရတယ်ဆိုတော့အဲ့ဒါလည်း तू မှန်းမသိဘူး तू မှန်းမသိဘူးဆိုတော့ तू ဖုန်းနံပါတ်မလဲမသိဘူးမသိတဲ့အခါကျတော့ဒါကြီးကအေးညီမလေးလောလောဆယ်တော့အမစီမှာအလူကအလူငွေမရှိဘူးအလူရှင်မရှိဘူးအဲ့လိုပဲပြလိုက်တယ် သူဘယ်သူမှလည်းမသိဘူးဒီဒီကလေးအမေမှလည်းမသိဘူးအဲ့တော့အဲ့ရအဲ့လိုမျိုးပြောလိုက်ပြီးတော့ဆိုတော့ तू ကလည်းအဲ့လိုဖုံးချသွားတယ်အဖုံးချသွားပြီး तू လုံးဝမဆက်တယ်လာတော့အခုကြာမှာအဲ့လိုတွေပေါ်လာပြီးတော့အဲ့လိုတွေနာမည်ဖြတ်တဲ့အခါကျတော့အဲ့ရမို့တာကြီးကလှူမယ်ဆိုရင်သူ့စီပဲတိုင်းရလှူတဲ့မှာတာကြီးကတော့လုံးဝလက်မခံပါဘူးလို့အဲ့တော့ဒီတာကြီးကိုနာမည်ဖြတ်တဲ့နီနီဆိုတဲ့ account ပိုင်ရှင်ကိုတာကြီးက တရားဥပဒေအရပဲသွားမှာပါ။ဘာကြောင့်တရားဥပဒေအရလုံးမလို့ပြောရလားလေဆိုရင်အနုပညာပဲဖြစ်တယ်။နောက်ပြီးတော့တာကြီးမဟုတ်တာတစ်ခုမှမလုပ်ဘူး။ပွင့်လင်းမြင်တာလူတန်းပေးနေတဲ့သူဖြစ်တဲ့တာကြီးကိုဒီနာမည်ဖြစ်တဲ့မိမိအကောင့်ပိုင်ရှင်ကိုတာကြီးရအောင်ဖော်ထုတ်ပါပါလို့တကယ်လို့ ကူညီနိုင်နေဆိုလို့ရှိရင်ပိဋကတ်တွေရောအကုန်လုံးဒီကိစ္စလေးကိုဒီကြွကျင်နေသူတွေအကုန်လုံးကျမကိုဝမ်းမီကူညီပေးကြပါလို့လှူလိုက်တဲ့ငွေရိုးလေကျမအဆင်ပြေတဲ့မိုက်တီတာဖုံးဆက်ဖုံးဆက်လိုက်တော့ကွတခြားတရားကိုလှူပြီးသွားပြီမရှိတော့ဘူးလို့ပြောလိုက်တဲ့အချိန်မှလည်းဖုံးထက်မဆက်တော့ဘူးအဲဒီနောက်ပိုင်းဘာမှဆက်တွဲမလုပ်တော့တာခုချင်းဒီပဲအခုမှ line မှာတွေ့လို့တာကိုကပြန်ပြီးလို့ရှိရင်မေးလိုက်တာပဲရှိတယ် လုံးဝကွာအဆက်အတွဲမလုပ်တော့ဘူးကြာပြီနှစ်နှစ်ကျော်ပြီမှရဲတောင်းညင်းလဲဆိုတော့အဲ့ဒီတော့ကစားကျွန်မလိုက်မှာပေါ့ဒါမှမဟုတ်ကိုယ်လည်းအလုပ်ကလေးပြန်လုပ်ပြီးအလူငွေလေးနဲ့လောက်ကန်စားတော့ပြီးရင်အေးအေးဆေးဆေးလေးပဲဒီမှာစီကံပြလိုက်တွက်လိုက်လာလိုက်ပဲနေတာရန်ကုန်လည်းတစ်ခါဒီတစ်ခါမဟုတ်ပါဘူးရောက်တာခောက်ခောက်ပါတောက်ချောက်တွက်လိုက်ပြန်လိုက်ပဲသုံးလာတစ်ချိန်အဲ့လိုမျိုးတွက်လိုက်ပြန်လိုက်နေတာအဲ့အဲ့အဲ့မှာရေးထားတာဘာရေးထားလဲဆိုတော့လေသူအဲ့ဒီဒေါ်လာ150ဝတဲ့အလူရှင်ကသူကသူကိုယ်ဆက်သွယ်လာပြီးတော့လှူပေးမယ်ပြောပြီးတော့တဲ့ အဲ့ဒီဒီလူတွေကလည်းကာယကံရှင်တွေကကြာတော့လေတောသူတောင်သားတွေဆိုတော့လေရိုးသားတော့တဲ့မတောင်ရဲဘူးတဲ့အဲ့ဒေါ်လာ150ဆိုသူဘလို့ဒေါ်လာ150များတိသွားတယ်ပေါ့ငါမပြောတဲ့ထဲမှာပါလို့လားမမတ်မိတော့ဘူးကိုလည်းမမတ်မိတော့ဘူးကိုလည်းသူအတန်းဖိုင်ပါတယ်ပြောလို့ဒါအဲ့လိုမျိုးရေးလို့ကအဲ့ဒီအဲ့ဒီညမှာကွာလေ तू က6လ7လောက်ကြာမယ်လို့ပြောတဲ့အခါမှာဆိုတော့ तू ပြောတဲ့ချိန်မှာအခုအခု तू လည်းရေးထားရတော့6 7လလို့ပြောတယ်လေဘာ7လ3လပဲလေ ကျွန်တော်တိတာသုံးလားတဲ့အဲ့တော့ဆိုတော့အဲ့ဒီ data အဲ့လိုမျိုးကြီးအမှားကြီးလေအဲ့လိုအဲ့လိုမျိုးကြီးလေကိုကလည်း law တစ်ချက်ပြောတဲ့ခါမှာ တယောက်တည်းမှမဟုတ်တာဒီလူတွေကလေအများတာကြီးလောက်ရတဲ့အလုပ်ကအများကြီးလေအဲ့တော့အဒီတာကြီးရဲ့အလွယ်လိုအပ်တာလေးတစ်ခုသွားတော့တာကြီးကသူ့ကိုဖုန်းမဆက်လိုက်ပြီးဘူးအဲတမီးရေတမီးကိုလူခိုင်းတဲ့ပတ်စံကတော့ကိုဘက်ကိုပဲပေါင်းလူခိုင်းလိုက်တယ်တမီးကိစ္စနောက်မှဆက်တာကြီးစိတ်ထဲမှာလဲအဲ့တော့နောက်အလှရှင်သူ့အလှရှင်ပေါ်လာခဲ့လို့ရှိရင်သူ့မိသားစုလေးဒါလူပဲပါအဲ့တော့ကဒါကိုသားရီတော်တာကြီးကပြောပြောပြစ်တယ်ဟဲလို့တနာပါတယ်လို့အိုက်သားအမိလေးလို့ဆိုတယ်ဘယ်တက်နိုင်မလဲတဲ့ကံကြဟုတ်တယ် ကန်တရားပန်တရားရင်အများကြီးဆိုင်တယ်နော်ဟုတ်တယ်နော်ဟုတ်တယ်လေအဲ့တော့အဲ့လိုမျိုးလေးဆိုတဲ့အခါကျအဲ့လိုလေးအလွဲလေးဖြစ်သွားတာပါလို့အဲတကယ်လို့ဒီသားမီလေးကိုစောက်ရှောက်ခြင်းနဲ့ကုညီခြင်းနဲ့လှူဒဲခြင်းနဲ့ဆိုပြီးဒီညမာလေးကပြောသွားတဲ့နှစ်ငါးလေးကိုခုံကို၅နှစ်ချ၅နှစ်ချမမ်းမြမြလားဟာမမ်းမြမြဆိုရဲဖုန်းလေးကိုပဲ direct ဆက်တယ်ပြီးလှူဒဲပြီးပါเนาะအဲ့တော့အခြားအခြားဖုန်းတွေကို အခြားဂျာကန်ပုံကိုပြည်သူကမှလွှမ်းပေးပါနဲ့တောင်းမှန်ပါတယ်ဘာလို့ဆိုသူတို့မရမှာဆိုလို့အင်တာဗျူးသွားတဲ့အခါမှာတဲ့အောက်ကနေအလှူဝေခံသွားတာလေးရောက်လောက်ပါသွားတယ်ဆိုသူတို့လက်ထဲကိုအဆက်မရောက်ပါဘူးလို့အဲ့ဒါကြောင့်မို့လို့အားလုံးကိုရဲကျေးဇူးတင်ပါတယ်မြန်မာလေးရောခုအဆင်ပြေသွားပြီလားနားလည်သွားပြီလားနားလည်သွားပြီဟုတ်ကျေးဇူးတင်ပါတယ်လို့